ဒီနေ့ဂျော်လာ၄ရက်နေ့အတွက်ပြပဆွင့်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်မြို့နယ်လူဆယ်ဦးမှာလေဦးကျော်ဆင်းရဲနွမ်းပါနေရလို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကဂျော်လာ၃ရက်မှာစစ်တမ်းထုတ်ပြန်ပါတယ်။ UNDP ကထုတ်ပြန်တဲ့ရန်ကုန်မြို့ပြဆင်းရဲမှုစစ်တမ်းအရလွန်ခဲ့တဲ့9နှစ်ကရန်ကုန်မြို့နယ်လူဦးရေရဲ့ဆရာကိုင်းတော့ကသာဆင်းရဲနေသူတွေဖြစ်ပြီး2023ခုနှစ်အရောက်မှာတော့၄၃ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ဖော်ပြထားပါတယ်။ ဒါဟာရှင်းတဲ့အတွင်းမှာဆင်းရဲနွမ်းပါမှုသုံးစားကျော်တိုးလာတာလည်းဖြစ်ပါရဲ့ရှင်။ထိုင်းမြန်မာနယ်စပ်မြေနီကတေဝဘုတ်တက်စကန်ကိုမနေ့ညနေပိုင်းကတင်းယူရမှာ120မမလက်နက်ကြီးအပါအဝင်တခြားသောလက်နက်ကြီးအများပြားတင်းဆက်ရမိတယ်လို့ KNU တမဟာ6လောက်ခန့်ကော့ပရာစစ်ကြောင်းကဓာတ်ပုံတွေနဲ့တကွာထုတ်ပြန်လာပါတယ်။မနေ့ကပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ဖားကတ်မြို့မော်စီစာကျေးရွာကျောက်စင်းတူဖော်ရေးလောက်ကအနီးကအခြားလောက်ကတစ်ခုကိုစစ်ကောင်စီတပ်ကဒီနေ့မှမိရှို့ဖျက်ဆီးလိုက်ပြန်တယ်လို့ ဒေသခံတွေစီကသိရပါတယ်ဒီနေ့မနက်အစောပိုင်းမှာထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာနေကင်တနားရီဝန်းကျင်မှာညဦးရင်ကုမ္ပဏီအတွင်းကိုဝင်ရောက်မိရှို့တာလို့ဒေသခံတူကပြောပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နေမှာဒီနေ့မွန်လယ်ပိုင်းကမြေရနဲ့တမိုင်းကျောကိုဗဟိုပြုပြီးအင်အားရီတာစကေးလေးဒရမ၅အဆင့်ရှိငလျင်လှုပ်ခတ်သွားပါတယ်ဇောက်တဲ့ငလျင်ဖြစ်တာကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်တယ်လို့အမျိုးသားညညရဲ့အဆိုအရလူသားချင်းစာနာမှုနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်